စကြဝဠာဆိုတဲ့တပိုက်ကိုနှိပ်ပြလိုက်ပါမှန်ရပြီเนาะဒါဆိုလို့ချင်းဒီလိုမျိုးပေါ်လာပြီကဒါဆိုလို့ချင်းကျွန်တော်စကြဝဠာတပိုက်လုံလိုက်ပြီဆိုတာ ਨੇ ဒီဒီဘက်ဖုံးမှာဒီလိုမျိုးဖုံးဆက်ပါဆိုပြီးတော့ဒါမှပေါ်လာပြီပြီးလို့ရှိလို့ချင်းဒီမှာခေါအုံတာပေါ့เนาะခေါအုံတာဆိုတဲ့ဟာလည်းပေါ်လာမယ်ပေါ့เนาะဖုံးကိုလည်းတခုခိုးသွားလို့ချင်းလည်းဒါကျွန်တော်လော့ချပြစ်လို့ရတယ်လို့အရေးကြီးတဲ့ data ကြီးပါလို့ချင်းလည်း reset နှမ်းပြီးတော့ချပြစ်လို့ရတယ်ပေါ့เนาะမိတ်ဆွေမှာ Gmail account တစ်ခုရှိုံနဲ့ ဖုန်းတစ်လုံးကို password သိစရာမလိုပဲနဲ့အဲ့ဒီဖုန်းကိုအဝေးကနေပြီးတော့ပဲ reset ချပြစ်လို့ရတယ်ဆိုတာကောမိတ်ဆွေတီးပြီးပြီလားခင်ဗျမတီးသေးလို့ရှိလို့ရှင်ဒီဗီဒီယိုကိုအဆုံးထိလိုက်ကြည့်လိုက်ပါအနားမလဲတာရှိလို့ရှိရင်လည်းမလောက်တတ်တာရှိလို့ရှိရင်ကွန်မန့်မှာနေပေးထားကြပါကျွန်တော်ပြန်ပြီးတော့ဖြေချပေးမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်နာမည်ကတော့အကာမင်းပဲဖြစ်ပါတယ်ဒီမေးဝင်ထားတဲ့ဖုန်းတစ်ပိုက်တစ်ခုကြည့်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့အရင်ဆုံးဒီ Chrome browser ထဲကိုသွားရပါမယ်နော် Chrome browser ထဲဝင်လိုက်ပါဝင်ပြတဲ့အချိန်ကျလို့ရှိရင်ကျွန်တော်တို့ဒီမှာ ဒီ find my device ဆိုပြီးတော့ဒီ browser မှာရိုက်ချလိုက်ပါဒီမှာ google find my device ဆိုတဲ့ဟာလေးရှိပါတယ်ဒီကောင်းလေးကိုတစ်ချက်နှိပ်လိုက်ပါအခုလုတ်ပြပေးမယ်မေးရတော့ဒါအဲကျွန်တော် account တော်တော်များများဝင်ထားတဲ့မေးပါချက်ဒီဖုန်းတစ်လုံးလုံးကိုပါကျွန်တော်ဒါ reset ချပြပေးမှာဖြစ်ပါတယ်။အဲ့တော့ဒီဟာပါ view မြန်မာဆိုရဲမေးပါဒီမေးကိုကျွန်တော်ဝင်လိုက်ပါမယ်။အဲဒီမှာဆိုလို့ရှိလို့ရှိရင်ဒီမှာပေါ်လာပြီပေါ့နော်။ဒါကျွန်တော်ဝင်ထားတဲ့မေးပေါ့နော်။ဒီ view မေးနဲ့ဝင်ထားတဲ့ဟာကအရင်များတယ်ပေါ့နော်။ on device ကဒါအများကြီးပါပဲ။ပြကြင်တာဒီ Oppo A3s ဆိုတဲ့ဖုန်းလေးပေါ့နော်။ဒီဖုန်းကတော့ဒါကျွန်တော်ဘီနားမှာရှိတယ်။ဒီကောင်းအောင်ဒါကျွန်တော်ဒါအလောချပြမှာဖြစ်ပါတယ်။အဲ့တော့ဒီကိုလုံးချင်တဲ့ဒါအကောင့်ပေါ့နော်။ဒီ Oppo A3s ဆိုတဲ့ဟာလေးကိုကျွန်တော်ချက်နှိပ်လိုက်ပါမယ်။အဲကြောင့်လို့ရှိရင်သူရှာနေပြီပေါ့နော်။ဒါပေမဲ့ Oppo ဘန်ဖုန်းမှာကတော့ Oppo device မှာတော့ဒီကျွန်တော်တို့ line ဖွင့်ထားရမယ်။ပြီးလို့ရှိရင် location ဖွင့်ပြထားရပါမယ်။ ဲ့လားဆိုလို့ရှိရင်ဒီမှာပေါ်လာပါပြီပေါ့နော်ဒါ wifi ကကျွန်တော် wifi နဲ့ချိန်နေရဒီမှာ battery ပါကြည့်လို့ရတယ် battery ဆို8%ရှိရပေါ့နော်ပြီးလို့ရှိရင်ဒီ play sound လုပ်လို့ရတယ်ပြီးရင် secure device လုပ်လို့ရတယ်ပြီးရင် fasty reset ဒီ fasty reset device ချလို့ရတယ်ဒီဖုန်းတစ်ခုလုံး fasty ချလို့ရတယ်ပြီးလို့ရှိရင် secure device ဆိုတာကဒီဒီဖုန်းကဒါ lock ချပစ်လို့လည်းကျွန်တော်ရပါတယ်အဲ့တော့သူ့ရဲ့ location မှာကျွန်တော်ကြည့်လို့ရပါတယ် location ကတော့ဒါကျွန်တော်အိမ်ဆိုတော့ ဒီမှာအကမင်းဟုံးဆိုပြီးဒီအိမ်ကတော့ပေါ်နေပြီပေါ့နော်ကျွန်တော်ရဲ့ဒါ location မှာပဲပေါ်နေတကယ်လို့ तू အခြားနေရာရောက်နေလေအဲ့ location မှာပြမှာဖြစ်ပါတယ်အဲ့တော့ဒီဖုန်းကဒီမှာပါဒါအခုပြနေတယ်ပြရတဲ့ဖုန်းကဒီမှာဒီဖုန်းလေးရှိရပေါ့နော်အော်ဒီမှာပါလော့ချထားပါတယ်ဒီလော့ချတဲ့ဟာကိုကျွန်တော်ဒီဘက်ကနေပြီးတော့ secure device ဆိုတဲ့ဟာကိုတစ်ချက်နှိပ်ပြီးဆန်းပြပေးပါမယ်ဒါလို့ကိုဖုန်းတကူခိုးခံရလို့ရှင်လေဒီလိုပုံစံမျိုးနဲ့လည်းလုပ်လို့ရတယ်အဲ့တော့ဒီ message မှာပေါ့နော်ဖုန်းဆက်ပေးပါဆိုပြီးဒီလိုရေးလို့လည်းရတယ်ပေါ့နော်ဖုန်းဆက်ပေးပါ ပြီးရင်အောက်ကနေပြီးတော့ကိုဖုန်းနံပါတ်ကိုထည့်လိုက်ပေါ့နော်ဟုတ်ကဲ့ပြီးရလို့ရှိရင်ဒီစကြွားဆိုတဲ့ဒီပိုက်ကိုနှိပ်ပြလိုက်ပါဒီမှာရပြီနော်ဒါဆိုလို့ရှိရင်ဒီလိုမျိုးပေါ်လာပြီကဒါဆိုလို့ရှိရင်ကျွန်တော်စကြွားဒီပိုက်လုံလိုက်ပြီဆိုတာနဲ့ဒီဒီဘက်ဖုန်းမှာဒီလိုမျိုးဖုံးဆက်ပါဆိုပြီးတော့ဒါမှပေါ်လာပြီပြီးလို့ရှိလို့ရှိရင်ဒီမှာခေါအုံတာပေါ့နော်ခေါအုံတာဆိုတဲ့ဟာလည်းပေါ်လာတယ်ပေါ့နော်ဘောကတော့ဒါခတ်ထားတယ်ပေါ့နော်ဒါကိုကျွန်တော်အဖက်စတီချပြပါမယ်ပေါ့နော်ဖက်စတီရက်ဆက်ချပြမယ်အဲ့တော့ဖက်စတီရက်ဆက်ကိုနှိပ်မယ်အဲ့တော့ရက်ဆက်နှိပ်လိုက်မယ် as for data ကိုကျွန်တော်နှိပ်လိုက်ပါပြီအဲ့တော့နော်စောင့်ကြည့်မယ်ဟာ as ဟုံးဟာ power ပိတ်သွားပါတယ်ရပါတယ်ဒါဆိုလို့ရှိရင် first reset ချလိုက်တာ ਨੇ ဒီဖုန်းဟာလုံးဝဒါအစအနေပြန်ရောက်သွားပြီပေါ့နော် power ပိတ်သွားမယ်ပြီးရင် logo ပြန်ဖွင့်မယ်ပေါ့နော်အဲ ဒီလိုနီးနဲ့ဒါကျွန်တော်တို့လုပ်လို့ရပါတယ်ကိုယ့်ရဲ့ဖုံးကအခိုးတွေပါခိုးသွားတယ်ညအဲ့လိုခိုးတဲ့အချိန်ကြလို့ရှင်လို့ဒါကိုကစာလန်းပို့ပြီးရတယ်ပေါ့နော်အဲ့ကျန်ကိုဖုံးကိုဖွင့်တဲ့အချိန်ညဖုံးကလော့ကြပါမယ်ကြပြီးတော့စာပေါ်နေမယ်ပေါ့မိတ်ဆွေတို့ကိုဒီဟာတဲ့တစ်ခါလဲတတိပေးချင်တာဘာလဲဆိုတော့ကိုကမြန်တကယ်လို့ second ဖုံးနေပါရင်မြန်ဝယ်ခဲ့လို့ရှိလို့ရှင်ဒီလိုမျိုးဒါကိုရဲ့ဖုန်းထဲမှာမြန်ဂျီမေးအကောင့်ကရှိနေလို့ရှိရင်အချားသူကကိုရဲ့နေရဲလိမ့်စာကိုသိနိုင်တယ်လို့ကိုဖုန်းကိုလည်းလမ်းပြီးတော့သူက reset ချလို့ရတယ်လို့လုံလဲချပြစ်လို့ရပါတယ် ပြီးလို့ရှိလို့ချင်းအဲ့လားကြောင့်မလို့ဒါ Gmail တွေကိုဖွင့်တဲ့အချိန်မှာ password တွေကိုတေချာမှတ်ထားဖို့ဒါအရင်အရေးကြီးပါတယ်မှတ်မိလို့တော့ password တွေနဲ့ထားထားပါဒါမှသာလျှင်တကယ်လို့ကိုဖုန်းကတကူကိုဝါလို့ရှိလို့ချင်းလဲတကူကိုရဲ့ရန်လဲကာကွယ်ပေးနိုင်မယ်ကိုဖုန်းကိုဒါဟိုလော်လန်းချလို့ရမယ်ပေါ့နော် ဒါပေမဲ့ Android phone တွေကတော့အရင်ပြီးတော့ဆေးတော့မဖြစ်ဘူးပေါ့နော်။ဆေးမဖြစ်ဘူးဆိုပေမဲ့ဒီလိုပုံစံမျိုးနဲ့အထက်ထဲမှာရှိတယ်။နောက်ဆုံးပြန်မရဘူးပေါ့ဗျာ။အရေးကြီးတဲ့ data တွေပါသွားပြီဆိုလို့ရှိရင်နောက်ဆုံးအခုလက်ထက်ကနေပြန်မရဘူးဆိုရင်တော့မှကျွန်တော်တို့ဒီနီးနဲ့ဒါ ရဇက်လန်းချလို့ရတယ်ကိုရှိမှာအရေးကြီးတဲ့ data တွေမှန်သမျှအကုန်ပြတ်သွားမယ်ပေါ့နော်ဒါကအရန်ကိုအသုံးဝင်နေနီးပါတခုရှိတာကဒါကိုကိုတိုင်းသုံးနေနီးပေါ့နော်တကယ်လို့ကိုကိုတိုင်းမသုံးမဲနဲ့အခြားလူတယောက်ကဒါမိတ်ဆွေရဲ့ဖုန်းထဲကိုသူ့ဂျီမီချိနေလို့ရှိရင်သူ့ဂျီမီကိုသူမှတ်မိလို့ရှိရင်မိတ်ဆွေဖုန်းကိုသူကလှမ်းပြီးတော့ရဇက်ချပြစ်လို့ရမယ်ပြီးလို့ရှိရင်လော်ရီချပြစ်လို့ရပါလိမ့်မယ်ခင်ဗျအဲ့တော့ ဒါကအရန်ရေးကြီးပါတယ်အဲ့တော့ကို့မှာရှိရဲ့ Gmail account ကိုဒါတုံးတက်မယ်ဆိုလို့ရှိရင်အရန်ကိုခေါင်းတဲ့နီးတွေပါအဲ့တော့ဒီနီးလေးတွေကိုဒါအမှတ်ထားစီချင်ပါတယ် Find My Device ဆိုတာအရန်ကိုအသုံးဝင်တဲ့နီးပါပဲ iOS ဒီမှာတော့ Autopilot ဆိုမှကျွန်တော်တို့ Android ဒီမှာဆိုရင်ဒီလိုပုံစံမျိုးနဲ့ဒါကျွန်တော်တို့တုံးလို့ရတယ်ကိုဖုန်းကိုလည်းတခုခိုးသွားလို့ရှိရင်လည်းဒါကျွန်တော်တို့ launcher ပြစ်လို့ရတယ်လို့အရေးကြီးတဲ့ data တွေပါလို့ရှိရင်လည်း reset နှမ်းပြီးတော့ချပြစ်လို့ရတယ်ပေါ့နော်ဒီလိုပုံစံလေးနဲ့ဒါကျွန်တော်တို့လုပ်လို့ရပါတယ်အားလုံးပဲ အဆင်ပြေကြပါသည်နားမနေရရှိလို့ရှိရင်လည်း comment မှာရေးပေးထားခဲ့ပါခင်ဗျအဲကျွန်တော်တင်ဆက်တဲ့အကြောင်းအရာတွေက Miss You တို့အတွက်အကျိုးထူးမယ်ဆိုလို့ရှိရင်တော့ကျွန်တော် channel လေးကို like and share လေးနဲ့ကူညီပေးသွားပါဦးခင်ဗျနောက် video တွေပါဆက်တွေ့ကြတာပေါ့